အဲ့မှာတမရဂျာရဲမှာတမရတယောက်ခံထားမယ်လေအဲ့လိုဦးမင်းစုကလည်းမရှိဘူးတော့ तू ကယာယီတမရတာဝန်ဆိုတော့အဲ့အဲ့မိန်ကို तू ဘလို့ထုတ်မလဲတော့မသိဘူးပေါ့ဗျာတော်တော့ကျွန်တော်ပြောတာရှုပ်ထွေးတယ်ဆိုတာအဲ့ဒါကိုပြောတာနောက်ထပ်မဲ့အမိန်ကြီးကတော့တမရနဲ့ပုံတမရပုံမင်းအွန်လိုင်းတမရတော့ပုံမင်းစုအဲ့လိုတမရအဲ့လိုနာမည်နဲ့ပဲထုတ်ရတော့မယ်ဒီအယူလင်လောက်ရတယ်လို့ပဲသူတို့သွားပြီးတော့ခင်ဗျာတေးကြပြီးကြတော့သွားပြောလိုက်အောင်သူတို့ကကုစိတ်ကတမျိုးပြီးတမျိုးပြောင်းနေတာ ဟုတ်ကဲ့ဆရာဦးကြည်မြတ်ခင်ဗျာအခုမေလ16ရက်နေ့ဒီစစ်ကောင်စီအစိုးရရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာစစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်တက်ပြီးသူစကားပြောပါတယ်မေကွန်းပြောပါတယ်အဲ့ဒီမှာပြောတာတွေကတော့အများကြီးပေါ့နော်စွဲစုံပေါ့ဒါပေမဲ့အဓိကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ true share ပြောတာတွေကိုတွေ့ရပါတယ်ဆိုတော့အဓိကတော့ तू ကဒီရွေးကောက်ပွဲလုပ်တဲ့အခါမှာအထအမြောက်ဖို့အတွက် तू ကအခြေခံဥပဒေပုံမှန်အဲ85 128 155 ဒါတွေကိုညှွန်းသွားတယ်ဒီပုံမှန်တွေရဆိုရင်လည်းရွက်တော့ပွဲကအထမမြောက်စရာမရှိဘူးအထမြောက်မယ်ပေါ့သူအဲ့လိုပြောသွားတယ်အဲ့ဒါမမေးခင်ပေါ့ဆရာရဲ့ဆရာရဲ့သုံးသက်ချက်မမေးခင်အဓိကနောက်သူပြောထားတဲ့အချက်ကပါလဲဆိုတော့ဒီ NLD ကိုအပြစ်ဖို့ဝါတာတွေ့ရတယ်ဒီတမရဦးသိန်းစိန်လက်ထက်မှာ NCA လက်မှတ်ထိုးတဲ့ကိစ္စတုန်းကဆိုရင် NLD ကအကန့်ကွက်မှုတွေလုပ်တယ်ပေါ့နော်နောက်ပြီးသူတို့အစိုးရဖြစ်လာတဲ့အခါမှာလည်းအခြေခံဥပဒေနဲ့မညီတဲ့ဥပဒေတွေပြဋ္ဌာန်းတယ် နောက်တိုင်းပြည်အရေးကြီးတဲ့အချိန်တွေမှာလည်းကာလုံမခေါ်ဘူးပေါ့နော်အရေးကြီးတဲ့အချိန်မှာဆိုတော့ဒါတွေကို NLD ကိုသူကဟိုအခုချိန်မှာပေါ့အပြစ်ပြောရတာနဲ့ထူးကြနေတယ်ဆိုအဲ့ပေါ်ဘလို့မြင်လဲဘာကြောင့် तू က NLD ကိုအခုချိန်မှာအပြစ်ဖို့နေရလဲစကားကိုလွယ်လွယ်ကူပြောလိုက်ပြောရမယ်ဆိုရင်တော့ဟိုရောက်မိရောက်ရပြောမပြောရလျှောက်ပြောနေတာပေါ့အဲဒီချိန်ကဒါတွေပြောနေရမယ့်အချိန်ပေါ့ရှေ့ကိုသွားရမယ်ခြေလမ်းတွေပြောရမယ်ရိုးရိုးကြီးအတွက်တော့လည်းကောင်းစီးပွားရေးအတွက်လည်းကောင်း ရကောဘုဆရကောဘုအတွက်ပေါ့ဗျာအဲ့ဒီသူပြောရမယ့်အချိန်မှာဟိုမဲဆွယ်တရားဟောသလိုပေါ့သူကပဲရကောဘုဝင်မယ်ပြီးတော့မယ်လို့သူကပြေခိုင်မျိုးအတွက်များမဲဆွယ်ပြီးတဲ့စကားလားပေါ့အဲ့ဒါကျွန်တော်တို့မှတ်ယူပါအဲ့တော့ NCO အဲ့တော့ဒေါ်စုလက်ထက်တကွာဆိုတော့စိတ်တိုက် NCO လက်မှတ်ထိုးခိုင်းမဲ့ဥစ္စာမှာဥပမာ A တို့လိုခါမျိုးတွေသူတို့ရှိမဖိတ်ဘူးမတက်ရဘူးတက်ခွင့်မရှိဘူး A တို့တည်ရနေတို့ ဒါမျိုးတွေပေါ့အဲ့အဲ့ဒီကမပြည့်မဲ့စုံတွေပေါ့နောက်တစ်ချက်ကလည်းပဲတို့ကအပေါ်စီးနေယူထားတာတွေအများကြီးရှိတယ်ပေါ့အဲ့အဲ့ဒီလိုဟာမျိုးတွေပေါ့မှာတော်စုတော့ကန့်ကွက်တာပေါ့မပြည့်မဲ့စုံဖြစ်နေတယ်အဖွဲ့တွေကလည်းမစုံဘူးအဲ့ဒီလိုဟာမျိုးပေါ်မှာပြောတာနိုင်ငံရေးရကန့်ကွက်တာမျိုးမဟုတ်ပါဘူးဒီချက်ကတော့နောက်တစ်ချက်ကတော့ဘာလဲဆိုတော့ဟိုကားလုံးမခေါ်ဘူးဟလားဆိုတဲ့ဥစ္စာလေကားလုံးကခေါ်စရာမလိုဘူးလေဘာလို့ခေါ်စရာကျွန်တော်လဲ RF မှာဒီကိစ္စကိုအရင်ကြီးပြောခဲ့တယ်ဘာလို့ခေါ်စရာမလိုလဲဆိုင်တယ် ခင်ဗျာသူတို့ကဟို6ယောက်မှ6ယောက်ကအသာယူထားတယ်ဗျာရွေးကောက်ပွဲအနိုင်ရထားတဲ့လူကမူမချဘူးကားလုံးမှာသူတို့ကဘုံချပြီးတော့သူတို့ကအပေါ်စီးယူပြီးတော့လုံမဲ့သဘောတွေရှိတယ်အဲ့တော့ကားလုံးကိုမခေါ်ကျင်လာလဲဆိုမင်းဝန်နဲ့ကတက်တန်းကုန်ပြီ65နှစ်ကပြည့်တော့65နှစ်ပြည့်တော့အမားက60ပဲ60နဲ့ထွက်ရမှာဒါမှမဟုတ်65နှစ်ကိုသူတို့သဘောနဲ့သူတို့တိုးတယ်အတိုးလိုက်ပြီးတဲ့နောက် ဒါ NDR လိုက်ထီတော့သဘောတူလိုက်ပါတယ်။ဘာမပြောသမရာကြီးရတယ်။65ကိုထတ်တိုးမယ်ဆိုတာမျိုးသူကာလဝန်တင်းပြီးတော့အဲ့ဒါမျိုးတွေလုံးမယ်ခါမျိုးကြတော့အဲ့လိုတော့လက်ရောလို့မရဘူး။ဒါတော်တော်လွန်သွားပြီ။သူလည်းပဲ65ဒီသဘောတူကြပဲ။ဒါကွင့်မြူကြီးလား။အဲ့လိုပဲဗျ။အဲ့လိုအကြောင်းနဲ့အကြောင်းမလို့ကာလဝန်တော့မခေါ်တော့အဲ့သဘောပဲ။အဲ့ဒီဟာကိုသူတို့ဇာတိကဘာပေါ်လဲဆိုတော့အဲ့သူတက်တန်းတိုးဖို့လဲမတည်လဲမတည်ကြအောင်။သမရာသွားတောင်းတာ။ သမရသွားတောင်းနေမပြီးတဲ့အာနာသိနာအဲ့အဲ့တဘောရှိရဟောအဲ့ဒါမလို့အဲ့ဒီပြောနေတာတွေကတော့သူတို့မှန်ချောင်းကိုမဲဆွဲနေတယ်ရောက်မိရောက်ရတယ်လျှောက်ပြောနေရဲ့လို့ပဲအဲ့လိုကျွန်တော်မှတ်ချက်ချပါတယ်ဗျဟုတ်ပြီဆရာအဲ့တော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်ကာလုံကဆုံးဖြတ်နိုင်စွမ်းရှိတယ်ပေါ့နော်ကာလုံရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်ရမယ်ဆိုပြီးအခြေခံဥပဒေမှာပြဋ္ဌာန်းထားတယ်လို့သူပြောသွားပါတယ်အဲ့တော့ तू ဆိုလိုချင်တာက तू လာမဲ့ ဇူလိုင်လ31ခု6လတက်တန်းပြည့်ရင်ကာလွန်ကိုလွှဲမယ်ဆိုတာကိုသူရည်ညွှန်းတယ်လို့ပြောပုံရတယ်အဲ့ပုံပေါ်ဆရာဘယ်လိုမြင်လဲအဲ့တိုင်းဖြစ်မယ်လို့ကျွန်တော်တို့တွက်လို့ရနိုင်လားဟိုသူကဟိုပုံမှန်426မှာတော့2846မှာ426မှာဗာရေးထားတယ်ဆိုတော့ဟိုတောက်တော့ကာဘွေယူကတဲ့၎င်းကပေးရထားသည့်တာဝန်ကြီးမြတ်အောင်ဆောင်ရွက်ပြီးစီးကြောင်းတင်ပြသည့်အစီရင်ခံစာကိုတင်းလာတဲ့အခါမှာတမရာကြီးအနေနဲ့ပေါ့လေ သူသူတာဝန်နေပြီးပါပြီသူဆောင်ရွက်ပြီးပါပြီပေါ့သူလွှတ်ပေးထားတဲ့အရေးပေါ်အခါတွေလက်ခံရချင်းဒီအခါတဲ့ပုံမှန်၄၁၀ရှိရတယ်တမတော်ကာကွယ်ဥကျုံအားနိုင်ငံတော်အနာလွှတ်အပ်စေခဲ့သည့်အပိတ်ကိုပယ်ဖြစ်ကြောင်းကြေညာရကြေညာရမည်ပေါ့ဆိုအဲတမရအားနေပြီးအဲပယ်ဖြစ်ကြောင်းကြေညာမယ်ဆိုတမရအားလည်းမတက်တော့ဘူးနေမကောင်းလို့သူပဲကြေညာမယ်ဆိုတော့ဘလို့လုပ်မလဲအဲ့ဒီဟာလဲအဲ့ဒီဟာကိုကျွန်တော်စဉ်းစားနေရပေါ့ဗျာသူကြေညာအောင်မဟုတ်သူကပယ်ဖြစ်လိုက်ပြီး နောက်ထပ်အမိတ်နေရာတော့တမရနဲ့ပုံတမရပုံမင်းအောင်လိုင်းတမရတော့ပုံမြင့်ဆွေအဲ့လိုတမရအဲ့လိုနာမည်ပဲထုတ်ရတော့ပုံနတ်စကဥက္ကဋ္ဌနဲ့ထုတ်လို့မရကားလုံးလွှဲလိုက်တာကားလုံးလွှဲလိုက်တဲ့ခါကျတော့ကားလုံးကပဲဆက်လုပ်မယ်အဲ့လိုကာဝေးဦးစီးချုပ်အနေနဲ့လုံးဝမဟုတ်တော့မမလုပ်ရတော့ဘူးအဲ့မှာတမရဂျားထဲမှာတမရတယောက်ခံထားရမယ်လေအဲ့လိုဦးမြင့်ဆွေကလည်းမရှိဘူးတော့သူကယာယီတမရတာဝန်ဆိုတော့ အဲ့အဲ့အမေကသူဘလို့ထုတ်မလဲတော့မသိဘူးပေါ့ဗျာတော်တော်ကျွန်တော်ပြောတာရှုပ်ထွေးတယ်ဆိုတာအဲ့ဒါကိုပြောတာအဲ तू ပဲတက်မတော့ကာဝေးဦးစီးချုပ် तू ပဲယာယီတမရဆိုတော့ဟိုအဲအဲ့ဒါဥပဒေကြောင်းရတရားဝင်ပါမလားဆရာအဲ့အဲ့ဒါပြောတာပေါ့ तू အစင်ခံပါလေတမရကိုကျွန်တော်ပေးထားတဲ့တာဝန်ကြီးကကျင်းမမာပြီဆိုပြီးတော့ तू အဲ့လိုပြန်အပ်တမရကပြန်အပ်တဲ့ခါမှာတမရကောက်ပြီဒါဆိုလို့ရှိရင်ကာဝေးဦးစီးချုပ်ကိုပေးထားတဲ့အမေကိုပယ်ဖြတ်လိုက်ပြီ तू တင်ညာမယ်ပြီးတော့မှအဲ့တာဝန်ကိုကာလုံမှာ ဆက်လုံးမယ်ကာလုံကိုဆက်လုံးမယ်တိုးတော့ကာလုံကဆက်လုံးမယ်လို့ထုတ်တဲ့အမိန်နေသည်ပုံမင်းအွန်လိုင်းဥက္ကဋ္ဌနတ်စကလို့ထုတ်လို့မရတော့ဘူးသမရာကြီးနာမည်နဲ့ဥဝိမြင့်နာမည်သို့မဟုတ်ဥမြင့်ဆွေနာမည်နဲ့ပဲထုတ်ရတော့မနောက်မိတ်အဲအဲ့လိုဖြစ်သွားတယ်ဆိုတော့အဲ့ဒီမှာဘယ်လိုဘယ်လိုလုပ်ကြမလဲဆိုတာအဲ့ဒါတော့ဗျာအဲခုနပြောလို့ तू तू အကြံပေးရတော့ဘယ်လိုအကြံပေးမလဲမသိဘူးကျွန်တော်ကတော့အဲ့ဒီဟာတွေကဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးနော် ဥပဒေနဲ့ညီညီမဲလို့မထင်ဘူးလို့အဲ့လိုထင်မြင်ပါတယ်ဗျအဲ့တော့အရင်တိုင်းပေါ်ဟိုပုံမှန်မဟုတ်ဘူး6လပုံမှန်မဟုတ်တဲ့ကာလကိုအတိတ်ပဲဖွင့်တယ်လို့သူ့ရဲ့ရှေ့နေတွေကနေဖွင့်ပေးမှထင်တယ်သူကဒါအတောက်ပံ့ဖြစ်ဖို့သူ့ရဲ့ရှေ့နေကြုတ်တယ်တရားလွတ်တော်တရားသူကြီးတွေကအဖွင့်ပေးလေဥပဒေနဲ့မညီဘူး2008နဲ့တော့မညီဘူးဘလို့အဖွင့်ဖွင့်မညီဘူးလောက်လောက်ပေါ်ရဆက်လောက်ပေါ်မညီဘူးပြီးတော့ तू ကအဲ့ဒီကာလုံးကဘာလို့အောင်မလဲဆိုလို့ရှိရင် तू ကဟိုအဖွင့်အောင်ပါ သူကအောက်ချိုးရေးဖွဲ့တွေဖွဲ့ရမယ်ကော်မရှင်တွေဖွဲ့ရမယ်ဒါမှမဟုတ်တချို့ကဂျာဗီယာဆိုးရတွေဘာတွေပေါ်လာမယ်လို့ဘာလို့ပြောနေကြတာပေါ့အเจ้าမဟုတ်ဘူးပေါ့တော့သို့တော့အဲ့ဒါတော့ကျွန်တော်တို့မျက်စိနေရတာ over rule လောက်တာပေါ့ဗျာအဲ့ဒါတွေတော့ဆက်လက်ပြီးတော့တည်မြဲအောင်တည်မြဲမိထုတ်ပေးရမှာပေါ့ဗျာအဲအဲ့လိုပေါ့ဒါတော့အဲ့တော့ तू ကြော်လွားလို့ရဘယ်လိုပဲဖြစ်ဖြစ် तू ကသမရနာမည် तू ယူတော့မယ်ဆိုတာတော့ဟိုဥပဒေနဲ့ညီညီမီအဲ့ပုံစံကျွန်တော်တွေ့ရတော့မှာပေါ့နော်သမရမဲအောင်လိုင်းဆိုပြီးတော့ဟုတ်တယ်သမရအပြင်းနဲ့ပဲထုတ်ရမယ် ပုံမှန်429မှာကားလုံးကြီးတဲ့ပုံမှန်426ရအမိန်ကိုပယ်ဖြတ်ကြောင်းကျင်းညာသည့်နေ့မှာစ၍တဲ့6လအတွင်းရုပ်ဘောတွေလုပ်ပြရအဲ့ဒီအပြတ်ထက်နာတော့6လအတွင်းလုပ်ပြရအဲ့ဒါခင်ဗျာချွင်းချက်မရှိဘူး429လောက်ကိုလုပ်ပြရအဲ့တော့ဂျွလိုင်လ31ရက်နေ့မှာကြီးညာပြီဆိုလို့ရှိရင်လေဂျွလိုင်လ31ရက်နေ့ကစပြီးတော့6လအတွင်းဆိုတော့ဟဲ့လားဇန်နဝါရီတည့်ရောက်သွားမှာပေါ့ဂျွလိုင်30ရက်ဆိုတော့ လာဩဂုတ်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာဇန်နဝါရီရောက်သွားဆိုတဲ့အခါကျရွေးကောက်ပွဲတွေလုပ်ပြီးဆိုတဲ့အခါမှာလဲဟုတ်လားတခါလဲလုပ်မလားအချင်းချင်းခွဲလုပ်မလားဒါတော့ပြဿနာမရှိဒါရဟုတ်ကဲ့ဆရာအဲ့တော့နောက်အရေးကြီးတာအတူပြောရတာပေါ့နော်အချိန်ကဥပဒေပုံမှန်85နောက်128 159ညှို့ပြီးတော့နော်အဲ့ဒီဟာတွေကလွတ်တော်အထမြောက်တဲ့အပိုင်းတွေဖြစ်တယ်ပေါ့နော်အချိန်ကဥပဒေမှာဆိုတော့ဒါကိုကြည့်မယ်ဆိုရင်ね ရွေးကောက်ပွဲအထမြောက်အောင်ဆောင်ရွက်နိုင်အောင်တွေးရှိရတယ်တဲ့။ तू तू အဲ့တော့ပြောပါအဲ့ဒီပုံမှာဆရာဥပဒေကြောင့်ရာ तू ကအဓိက तू ဘာလို့ယတိပြက်ပြောကျင်တာလဲတဲ့။ဟိုကိုသက်ထွန်းနိုင်ပြီးတဲ့ပုံမှာ85စာချင်းပုံမှာတွေရပါဝင်မော်ပြီးပုံမှာတွေရလွတ်တော်ကိုပထမတစ်ချိန်မှာမဲသုံးမတို့နှစ်ပုံတက်ရမယ်။အဲနောက်တစ်ချိန်မှာတော့ဟိုကြသုံးမတို့ပုံပေါ့ဗျာ။ရပြီ။တက်ရပြီဆိုသုံးမတို့ပုံကတော့တက်လို့ရတယ်။ ပထမ၃ဘုံ၂ဘုံသာမတက်နိုင်ရှိရမယ်လေ၃ဘုံနှုတ်ဘုံသာဆိုတဲ့အခါကျတော့အဲ့ဒီအရာတွေအလိုလိုနေရင်အတီးဖြစ်သွားမှာပဲအဲ့တော့၃ဘုံ၃ဘုံမပြည့်သေးဘူးဆိုလဲဂျပန်ရုပ်ကောက်ပွဲထပ်လုပ်တာပေါ့အဲ့မျိုးပေါ့ပြီးတော့တို့ရထား25ရန်လုံးလို့ရှိသေးတယ်ဆိုတော့အဲ့ဒါလေးလည်းဖြစ်သွားမှာပဲအဲ့ဒါလေးလည်းဖြစ်သွားမှာပဲသို့တော်မဖြစ်တာကဘယ်လိုကကွယ်ဥစည်းချုပ်ကလွှဲလို့ဘယ်လိုကအဲ့ဒါကိုပဲဖြစ်ပြီးတော့ဘသူကဆက်ပြီးအမိတ်နေထောက်မလဲဆိုတဲ့နေရာမှာသာအဲ့ဒါတော့အကြီးကျယ်ပြဿနာရှိတယ်အဲ့ဒါတော့ အဲ့ဒါတော့အကြီးအကျယ်ပြဿနာဖြစ်တယ်ဗျအဲ့ဒါလှည့်လို့မရဘူးလိမ့်လို့မရဘူးအဲအဲ့ဒီကာလုံးအပြောင်းလဲမှာသူတို့ဘလို့လုံလဲဆိုတာစောင့်ကြည့်ရမှာပေါ့နော်တစ်ချက်တကယ်ထူးထူးဆန်းဆန်းတွေတွေ့လာမယ်နောက်တစ်ခုကဒါဆိုရင်ကုနာအခုပြောတဲ့သုံးဖို့တပုံအတိုင်းအထမြောက်တယ်ဆိုတော့ तू ပြောလိုက်တဲ့အတွက်ဒီလာမယ့်31ရက်နေ့မှာလွှဲပြီးတော့ရွေးကောက်ပွဲဖြစ်ဖို့ကအလားအလာ များနေပြီလို့ကျွန်တော်တို့ယူဆရင်ရနိုင်လားဆရာအခုဒီလိုထပ်ပြောလာပြီဆိုတဲ့အခါကျတော့ ဒါမှတော်တော်အားအသင့်မို့ကောင်းတာက तू ကရွေးကောက်ပွဲကော်မရှင်ကိုကြီးညာစေခြင်းလို့လည်းတော့မသိဘူးလေဒါတော့ကတ်နေပြီဗျာဟိုရွေးကောက်ပွဲရဲ့တော့ပြောဖို့ကောင်းပြီပေါ့နော်နီးဥပဒေထွက်မပေးဘူးထွက်မပေးဘူးဆိုတော့ဒါဆိုရင်တေးကြပြီလားလို့ကျွန်တော်မေးအားခင်ဗျာဒီအယူလင်လောက်ရတယ်လို့ပဲသူတို့သွားပြီးတော့ခင်ဗျာတေးကြပြီလားလို့သွားပြောလိုက်အောင်သူတို့ကခုစိတ်ကတမျိုးပြီးတမျိုးပြောင်းနေတာအသေးကြပြီလားဆိုတာတော့ကျွန်တော်ကတော့အဲ့ဒီဟာတော့မှတ်ချက်မပေးနိုင်ဘူး တော့ရွေးကောက်ပွဲကော်မရှင်ကအခုလိုအပ်နေတာဟိုနီးဥပဒေထွက်ဖို့လိုပြီးရွေးကောက်ပွဲဒိတ်ကိုကြေညာဖို့လိုပြီးဒါတွေလည်းမလုပ်သေးဘူး။ तू ကတော့ဒီမှာအတီးပြောနေပြီပေါ့နော်။ဆိုတဲ့အခါကျတော့ဆက်ဆက်နေနောက်ဆုံးသုံးသက်ချက်ဒီဒီဒီနေ့စစ်ကောင်စီဥက္ကဋ္ဌပြောသွားတဲ့အခုရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ခြေဥပုံမှတ်တွေပါ तू ကကင်ပြီးပြောသွားတဲ့ပုံမှာဆက်ရနောက်ဆုံးသုံးသက်ချက်လေးပြောပေးပါဆရာ။ဟိုဘယ်လိုပြောမလဲဆိုတော့ဟို तू ကတော့တရုတ်ရဲ့ PR တွေအထူးမြတ်တရုတ် PR ပေါ့။ရွေးကောက်ပွဲလှုပ်ရပါ အဲ့တော့မလုပ်တော့မရဘူးဆိုရင်ဖီးအားအောင်မှာရောက်နေတယ်တော့ကြောင့်သူစိတ်ကြိုက်လောက်ရမယ်ဆိုရင်တော့သူကတော့ထက်ရွှေ့မှာနောက်ထပ်ဗျာသူအာနာရှင်တက်တန်းကိုရွှေ့ရွှေ့လာရတာကျေနောက်ထပ်ထက်ရွှေ့ရလဲဘာတကောင်းနဲ့ညင်းမနေဘူးသူကတော့ဘာမှမစို့လုံးရဲတယ်ဒါမှမဟုတ်တိုင်းပြည်ချင်းနေရလဲအဲ့လိုမိမိခုမပြူတော့ဘူးတယောက်ကဖီးအားကလည်းအရန်ပြင်းလာပြီနိုင်ငံတကာဖီးအားတွေကလည်းအာဆီယံလည်းပြောလာပြီဒါမျိုးတွေဖြစ်လာတဲ့အခါကျတော့သူရွေးကောက်ပွဲကတော့လုတ်ကိုလုတ်ရလဲ ဒါတော့အသေးချာပဲတိုးတော့လေသူတို့အဲ့တော့ပြောတဲ့အပိုက်တွေကိုဘယ်လိုကြော်လွှားမလဲအဲ့မှာသူတို့ပြဿနာအဲ့ပြဿနာတွေဖြေရှင်းနိုင်ရင်တော့သူတို့ရုပ်ောက်ပွဲလုပ်လုပ်ဖို့များတယ်အဲ့လိုမှချက်ပေးခြင်းပါလေဗျဟုတ်ကဲ့ဆရာဦးကြီးမြင့်ကျေးဇူးအများကြီးတင်ပါတယ်အခုဒီကနေ့စစ်ကောင်စီဥက္ကဋ္ဌရဲ့ဒီရုပ်ောက်ပွဲဆိုင်မိန့်ခွန်းနဲ့ပတ်သက်ပြီးတော့ဆရာရဲ့ဥပဒေရှုထောင့်အမြင်လေးပြောပြကျေးဇူးအများကြီးတင်ပါတယ်ဆရာကောင်းပါပြီကောင်းပါပြီ